အလုံးဝမင်္ဂလာပါဒွေချီသူတို့ဒါတော့လိုက်လောက်ခဲ့တဲ့မိုးရတီကကျွန်တော်စိတ်ထားတဲ့ကြက်မောက်အပင်လေးတွေဖြစ်ပါတယ်အခုကျွန်တော်ပြတ်သွားကြည့်ရခါမှာပေါ့နော်မထင်မှာပဲနေအပန်းကြီးပွင့်နေတာပေါ့နော်ဒါဆိုဒီကောင်ကရှစ်လသားမြကြီးချပေါ့နော်ရှစ်လပဲရှိသေးတာပေါ့နော်အခုဒီမှာကြည့်ဒူးလောက်တော့မဖုံးသေးဘူးပေါ့နော်ပန်းပွင့်နေပေါ့နော်အဓိကအဖြစ်ကျွန်တော်ဘာလို့ဆိုးရွှေ့ခြင်းလဲဆိုတော့ခင်းနေအညီပေါ့နော်ကျွန်တော်တို့တွေ တိုင်းစစ်တိုင်းကူးပင်ဆိုင်တော့စောစောဆိုင်ရတယ်စောစောစီစီစီးပွားဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်ကတော့အဓိကပြတော့ပြောချင်တာပေါ့နော်ဒါကတော့အပင်ငယ်သေးတဲ့အတွေ့ပေါ့နော်ဒါကတော့ကျွန်တော်ပြန်ထပြီးတော့အပင်ကိုအတိမပီးသီးသီးဘူးပေါ့နော်ကျွန်တော်အတိမထားသေးဘူးအဲ့ဒါကိုကျွန်တော်အားလုံးကျွန်တော်ချွေပြည့်တယ်ပေါ့နော်တချို့ကလာမေးကြတယ်ကျွန်တော်နော်အကူပေါ့နော်အစောဘာဖြစ်လို့အဲ့လိုချူလဲရတယ်လဲပေါ့နော် ျွန်တော်ပြောတယ်အပေစီကနော်အစာချေတာကတိတ်ပြီးတော့ဟောမဖြစ်သေးကျွန်တော်တို့လိုအပ်တဲ့အကိုင်းအနီထားမရှိသေးတဲ့ကျွန်တော်တို့မထားတာအကောင်းဆုံးပါနော်ဒါအဲ့ဒါကြောင့်ကျွန်တော်ခြုံလိုက်တာပါလို့အဒီပင်လေးလေးထွက်တယ်ပါနော်ကျွန်တော်ပင်90စိုက်ရမှာနော်တော်တော်များများထွက်တယ်ပါနော်ဒါဆိုကျွန်တော်ရဲ့ခြံပါနော်ဒါဆိုကျွန်တော်အခုမှကျွန်တော်နေအစ်စ်ဖြစ်တဲ့တွေ့မြင်ကြီးရတော့အစေပြေမပြေကျွန်တော်မသိသေး တေးကြတွေ့ပါတော့ကျွန်တော်စားပြီးတော့အခုစိုက်ကြည့်ရပါတော့တော်တော်လေးတော့စေပြေလို့ကျွန်တော်တွေ့ရတာပါတော့တော်ပြီးတော့အာကျွန်တော်ခြေကိုလည်းဒီနပတ်တခါအာတပတ်တခါတပတ်ဝင်ကြလို့ကျွန်တော်ပြီးဖြစ်တယ်ပါတော့အခုနူရတီရောက်တော့လေဘာဖြစ်လဲဆိုတော့အခုရေမပေးလည်းမရဘူးเนาะကျွန်တော်စိုက်တာဟောတောင်းပေါ်မှာဆိုတော့လေဒါကြောင့်မကျွန်တော်ရေပေးရတယ်ပေါ့เนาะတကယ်လို့ဒီစနစ်တကျရေပေးမယ်စိုက်မယ်ဆိုတော့ဒီပါပေါ့เนาะ ကျွန်တော်စီမံလာဝယ်တဲ့ customer တွေလည်းရှိရပါတော့ကျွန်တော်ပြမေးရခါမှာကိုအပင်အချင်းတွေဘယ်လိုလဲဟိုတည်သွားပြီဘာညာပေါ့နော်ကြာတတိယတော့အားရစရာမဟုတ်ဘူးနော်တို့တို့ကစိုက်ပြီးတော့စိုက်ဝယ်တယ်ဝယ်တယ်ပြီးရစိုက်လိုက်တယ်ဒါပဲပြပြမပြူးစုပေါ့နော်ဒီမှာဆိုအောင်ကြီးကျွန်တော်ရဲ့အပင်စီရအောင်မှချစ်လိုက်နေပူရကျကျွန်တော်ဥခကောခဒါမှမဟုတ်ငပြော၍ဒါညကျွန်တော်တို့ကြွတည်ပြကံွယ်ပေးပေးရပါနော်ဒါအပင်အာ တာအာနေရောက်ချင်းနဲ့ဒိုင်ရိုက်မချိဖို့ရတွေ့ပါတော့ဒါကျွန်တော်တို့အပေစိတ်နဲ့ပြည့်စုံရတယ်ပေါ့နော်အလူကိုလည်းခလေးတွေကိုပြည့်စုံရတဲ့ကိစ္စအပေနေလည်းပြည့်စုံရပြည့်စုံရတာပေါ့နော်အမှကြီးကြီးကျွန်တော်တွေ့လာကျွန်တော်အကုန်လုံးဖုံးလာတာပေါ့နော်မပေါ်ပေါ်ရတွေ့ပါတော့အမြင်တိုက်ရနေနဲ့မချိအောင်ပေါ့နော်ဒါကျွန်တော်အလိုအလိုမျိုးကောက်ွယ်ရတာပေါ့ဒါကြောင့်မလို့ဒီချစ်သူညီကောင်မတော်တော့နော်အခုချိန်မှာတော့ကျွန်တော်ခင်းနေအညီပေါ့နော်ကျွန်တော်အပေရဆက်ရခံပါလေ နော်ဆန်းတဲ့ကြစိတ်ပြုတ်ဖို့ရတော့လကောင်းပြီးတော့အာရေပေါ်တော့အတိအကျရေပါပဲနော်ကျွန်တော်တို့ရေပေးရေပေးဖို့ရလို့ရပါတော့ဒါကျွန်တော်ရေပေးတာတစ်ချောင်းပါတော့ကျွန်တော်ချာဖြစ်တယ်ပေါ့နော် ပြီးတော့ကျွန်တော်ဒီရအောင်ကျွန်တော်ဘာဖြစ်လို့အခုတကယ်တမိုးတော့မပြည့်သေးဘူးပေါ့နော်ခဏလာပဲမှကျွန်တော်ဆက်ကြခုဆွေ3လပဲရှိသေးတယ်ပေါ့နော်ကျွန်တော်ပြသွားကြည့်မှာပါပွေးပြီဆိုတော့အာကျွန်တော်တို့ရအတာချေအာနေချေကျွန်တော်ပြပြရှာဖွေးရခါမှာပေါ့နော်ဘာလဲဆိုတော့ ကျွန်တော်တို့ကျွန်တော်စိတ်တခါမှာဆက်ဆာစိတ်ချင်းဝင်တော့အဲ့ဒီဆိုင်ဝင်မြေတွင်းဝင်တော့ကျွန်တော်ချူတီပြင်ဆင်ထားတယ်ပြီးတော့တွင်းကိုနည်းနည်းလေးတူးထည့်ပြီးတော့အထက်ကကျွန်တော်တို့စပခွန်တို့အုံခွန်တို့ပြီးတော့ကျွန်တော်တို့နွားချီးပေါ့နော်အချောက်ကျွန်တော်ရိုးပြီးတော့အဲ့ဒီအောက်ကိုကျမောက်ပင်ရအောင်ကျွန်တော်ထည့်ထားပါတော့ပြီးမှကျွန်တော်စိုက်ထားတာပြီးတော့ကျွန်တော်မြေဩစာဟာနော်အဲ့ဒီမွေးရာဒီစိုက်တဲ့ခါမှာတခါကျအစာလည်းထည့်ရပါတော့တခါကျအစာထည့်တဲ့အတွက် အဲ့လိုမျိုးဒီလိုမျိုးလက္ခဏာတွေပြန်လေမြင်တွေ့ရတယ်လို့ကျွန်တော်ယူဆပါတယ်ဗောနော်။ဘာလို့ဆိုတော့စိတ်ကလေးကနေသူအစာစားရတဲ့အတွက်ပြီးလို့ပြီးရောလူရတိမှာကျွန်တော်တို့ရေပေးနိုင်တော့နော်ဂျင်မော့ပင်ကတော့စီးပွားဖြစ်ကျွန်တော်တို့တို့စိတ်ပြီးတော့ရောက်ချလို့ရမှာဖြစ်ပါတယ်ဗောနော်။တကယ်လို့သူရဲ့ချစ်သူညီကောင်မမှာကျွန်တော်တို့အပင်းပင်းစိတ်ပြီးဆိုဒီတိုင်းစိတ်ပြီးတော့မလွတ်ပြင်းနေဗောနော်။စိတ်ပြီးကျွန်တော်စနစ်တကျပြန်လေထဲသေးဆော့ရှော့ဖို့ပြီးရင်သူကဘာလို့အနေနဲ့ဗောနော်ရေတက် လိုအပ်နေတာလားဒါမှမဟုတ်အဆာမရှိရတာကျွန်တော်တို့ပြန်လေးပြီး group site ပေးဖို့ရလို့ねနော်ဒီဆိုရင်ကျွန်တော်ဒီဒီ chain အနေထားဆိုရင်ဘောနော်ကျွန်တော်နောက်နေဆိုရင်ဒီတမိုးတော့ကျွန်တော် ကောင်းကောင်းလေးပြပြနောက်နေဆိုရင်ကျွန်တော်တို့အတိတော့ယူလို့ရပြီဘောနော်ဒီမှာ 8a စားဘောနော်ကိုအိမ်မှာကိုချောင်းကိုအိမ်မှာစားလို့ရပြီဘောနော်ထုတ်လို့ရောက်ချဖို့တော့မရသေးဘောနော် ၃နှစ်နှစ်နှစ်၃နှစ်၃နှစ်လောက်မှဆိုကျွန်တော်တို့ထုတ်လို့ရောက်ချနိုင်မှာဖြစ်ပါတယ်။ကဲခြေရတော်ကြီးကိုမနမတို့နော်ရှင်းလာနဲ့နဲကျမောက်ပဲတီးချင်ရင်ဂျေလိုစိုက်ပါ